အရှင်ဖရာလက်ဝိထိုးတာကဝိပြန်လဲပါသလားဖရာတဲ့ကြည်ရတာလက်ဝိထိုးမလို့နဲ့တူတယ်နော်ဥစဉ်တို့ဖရာအလောင်းဟာ ပါရမီနုဇင်အခါတုန်းကဗာရာဏသီပြည်မှာဝါမနအမိရှိတဲ့လက်ဝိအကျော်မော်တူဖြစ်ခဲ့ဖူးပါတယ်လက်ဝိထိုးတဲ့အခါမှာဖရာအလောင်းဟာနိုင်တိုင်းနိုင်တိုင်းရှုံးသွားတဲ့လူကိုခါရုပ်ကိုရိုက်ချိုးခဲ့ပါတယ်အဲ့ဒီအကုသို့ကံကြောင့်ယခုဖရာအဖြစ်တို့ရောက်ရှိတဲ့အခါမှာ ခါတော်ကြိုက်ခဲခြင်းဝေဒနာကို အပြင်းအထန်ခံစားရပါတယ်။ဒါကြောင့်လက်ဝေထိုးတာဟာလည်းပဲဝိပ္ပံလက်တက်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ငရဲဖို့အလှူဆယ်မျိုးဆိုတာလေးရှင်းပြပါဖေဟာတဲ့။ငရဲကိုရောက်စေနိုင်တဲ့အတွက်မှလူအပ်တဲ့အလှူဆယ်မျိုးကိုပြောတာပါ။အဲ့ဒီအလှူဆယ်မျိုးကဘာတွေလဲဆိုရင်1အရက်အလှူ2ပွဲလန်းသဘင်အလှူ3မေထုံအလှူ4 ကာမဂုဏ်ကိုနိုးကြွစေတဲ့အကြည်ရုပ်ပုံကားချက်အကြည်စေးရည်အလှူ၅နွာလာဥဒဘအလှူ၆လက်နက်အလှူ၇အစိတ်အလှူ၈တန်ချေချင်းလက်ထိတ်အလှူ၉ကြက်ဝက်အလှူ၁မှန်မှန်ကန်သောချိန်ခွင်အလေးတောင်းကျိုးအလှူဆိုတဲ့ချိန်စဉ်လဲတောင်းစဉ်လဲအလှူတို့ဖြစ်ပါတယ်။ပေါ်ပြပါအလှူစဲမျိုးကိုလှူမယ်ဆိုရင်ငရဲကိုရောက်စေတဲ့အတွက် ငရဲဘုအလှူစင်မျိုးလို့ဆိုလိုခြင်းဖြစ်ပါတယ်။အရှင်ဖရာစေတီဆိုတဲ့အတိတ်ဘယ်ကို ပြောပြပေးပါဖရာတဲ့။စေတီယဆိုတဲ့ပါဠိကိုစေတီလို့ခေါ်တာဖြစ်ပါတယ်။အတိတ်ဘယ်ကတော့ပူဇော်အပ်သောနေရာလို့အတိတ်ဘယ်ရပါတယ်။မြတ်စွာဘုရားလက်ထက်မှာလည်းပဲနကွန်းတွေကိုစေတီလို့ခေါ်ပါတယ်။သို့တော်လည်းပဲအဲ့ဓာတွေကတကယ်ပူဇော်ရာအစစ်မဟုတ်ပါဘူးနော်။ တကယ်ပူဇော်ရာအစစ်က၅မျိုးရှိပါတယ်အဲ့ဒီ၅မျိုးကဘာတွေလဲဆိုရင်၁မြတ်စွာဘုရားဤဓာတ်တော်အမွေတော်များဖြစ်သည့်ဓာတုစေတီ၂မြတ်စွာဘုရားဟောကြားခဲ့သောတရားဓမ္မများဖြစ်သည့်ဓမ္မစီတီ၃မြတ်စွာဘုရားကိုရည်မှန်းထုလုပ်ထားသော ရုပ်ပွားစင်တုတော်များဖြစ်သည့်ဥဒိဋ္ဌစေတီ၄မြတ်စွာဘုရားဤအသုံးအဆောင်များဖြစ်သည့်ပရိဘောဂစေတီ၅မြတ်စွာဘုရားဤခြေတော်ရာဖြစ်သည့် ပါဒဇီတီတို့ပဲဖြစ်ပါတယ်။အဲ့ဒီ၅မျိုးသာလျင်ပဲပူဇော်ရာအစ်စ်ဖြစ်တဲ့အတွက်ကြောင့်ထို၅မျိုးကိုပဲဇီတီယဇီတီလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အရှင်ဖယားကိုထက်အသက်ငယ်တဲ့ချစ်သူကောင်းမလေးကိုစိတ်တူရင်ဆဲမိပါတယ်ဖယားအပြည့်ရှိပါသလားဖြေပေးပါနော်တဲ့ဖြေပေးရမှာပေါ့အကုသို့ဒုသရိုက်၁၀ပါးထဲမှာဝစီဒုသရိုက်၄ပါးဆိုတာရှိပါတယ် အဲ့ဒီဝစီဒုသရိုက်၄ပါးကဘာတွေလဲဆိုရင်၁မုဒါဝါဒမဟုတ်မှန်သောစကားကိုပြောဆိုခြင်း၂ပိသုနဝါစာဂုံးတိုက်သောစကားကိုပြောဆိုခြင်း၃ဖရုဒ္ဒဝါစာကြံတန်းသောစကားကိုပြောဆိုခြင်း၄တန်ဖတ်ပလာပဝါစာပိန်ဖြင်းသောစကားကိုပြောဆိုခြင်းတို့ဖြစ်ပါတယ်။ခေါ်ပြပါဝစီဒုသရိုက်၄ပါးထဲမှာဖရုဒ္ဒဝါစာကြံတန်းသောစကားကိုပြောဆိုခြင်းဆိုတဲ့အချက်ပါတာကြောင့်မိမိထက်အသက်ငယ်သည်ဖြစ်စီ ြီးသည်ဖြစ်စေဆဲဆူမိမယ်ဆိုရင်ဝစီဒူးစရိုက်အယအကုသို့ဖြစ်တာကြောင့်အပြစ်ဖြစ်တယ်လို့မှတ်သားထားရပါမယ်။